ားလုံးပဲမင်္ဂလာပါရှင်ကျမတို့သတင်းဌာနကနေပြီးတော့အော်တိုဘာလ22ရက်နေ့နေ့လည်ခင်းနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လှိုင်းသာယာမြို့နယ်တောင်ကြီးရဲစခန်းကိုလက်ပြပုံပြစ်သွင်းတိုက်ခိုက်မှုရင်းများထိခိုက်မှုရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရန်ကုန်တိုင်းလှိုင်းသာယာမြို့နယ်တောင်ကြီးရဲစခန်းကိုလက်ပြပုံပြစ်သွင်းတိုက်ခိုက်ရာရင်းများထိခိုက်မှုရှိကြောင်း Operation Flame အဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ် အော်တိုဘာလ22ရက်နေ့ည9:48မိနစ်ခန့်တွင်မှိုင်းသာယာမြို့နယ်အနောက်ပိုင်းအနော်ရထားလမ်းမကြီးပေါ်ရှိတောင်ကြီးရဲစခန်းကိုဒေါ်လာရေးတပ်ဖွဲ့များကလက်ပြပုံသုံးလုံးပစ်သွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုအတွင်ရဲစခန်းဝင်အတွင်ရှိရဲများထိခိုက်မှုရှိပြီးအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ရဲစခန်းဝင်ကိုလူနာတင်ကားများဝင်ရောက်သွားကြောင်းသိရပါတယ်။တောင်ကြီးရဲစခန်းသည်အကြံဖတ်စစ်တပ်အတူရောက်ရွေးကောက်ပွဲကိုဖူပေါင်းပါဝင်လှုပ်ရှားနေကြပြီးပြည်သူများကိုနှီးမျိုးစုံဖြင့်မတရားဖန်ဆီးနှိပ်စက်နေသော လိုင်းသားရရေးတပ်ဖွဲ့ကို Operation Flame Firepower အထူးစစ်စင်ရေးစစ်ရေးပြမှတ်အဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Operation Flame အဖွဲ့မှတာဝန်ရှိသူကရှင်းပြပါရယ်။လိုင်းသားရအနောက်ပိုင်းတောင်ကြီးရဲစခန်းကိုလက်ပစ်ပုံသုံးလုံးပစ်သွင်းတိုက်ခိုက်ခဲ့တာပါ။ရဲစခန်းဝင်းကေကင်နာကြားရောက်ပောက်ခွဲပြီးရန်သူထိခိုက်မှုရှိနိုင်ပါတယ်။ရဲစခန်းကိုစေယုံကားတွေဖြန့်သွားတယ်လို့မြေပြင်သတင်းအရသိရပါတယ်ဟု Operation Flame အဖွဲ့မှတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကုန် Operation Flame နဲ့အတူအနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကြီးမြနိုင်မျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်လာတာမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Operation Flight အနေဖြင့်အကြံဖက်စစ်ကောင်စီပြုလုပ်မဲ့အထူးရောင်ရွေးကောက်ပွဲကိုလုံးဝလက်ခံသွားမှာမဟုတ်ပဲရန်ကုန်တော်လှန်ရေးမဟာမိတ်များအလုံးနဲ့အတူလက်တွဲပြီးအကြံဖက်စစ်တပ်ကိုအရှိန်မြှင့်တိုက်ခိုက်ချေမှုန်းသွားမိဖြစ်ကြောင်းသိရပါတယ်ဆလပီပခုတ်ကိုမြို့နှင့်ဆလင်းမြို့တို့တွင်စစ်တပ်နှင့်ဖြူစော်တီများကလူငယ်ခွနဲ့ဦးကိုစစ်မှုတန်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် မကွေးတိုင်းပခုတ်ကူမြို့နယ်အရှိ6ကံရွာကိုအကြံဖက်စစ်တပ်ကဝင်ရောက်စီးနှင်ပြီးလူငယ်၃ဦးကိုစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဖမ်းဆီးခံရသောလူငယ်များ၏မိတ်ဆွေများကသတင်းဌာနကိုပြောပါရယ်။ရှမန်နီအော်တိုဘာလ22ရက်နေ့နနက်9နာရီမှပခုတ်ကူတပ်တရတင်းမှထွက်လာသောစစ်ကား၃စီးပါစစ်တပ်စစ်ကြောင်းကပခုတ်ကူမြို့နယ်အရှိ6ကံရွာသို့ဝင်ရောက်စီးနှင်ပြီးလူငယ်၃ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဖမ်းဆီးခံရသောလူငယ်များမှာအသက်18နှစ်မှအသက်35နှစ်အတွင်းဖြစ်ပြီးစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးခြင်းဖြစ်ကြောင်းသိရပါရယ်။ စစ်ကွေးတွေကအရှိချောက်ကန်ရွာကိုဝင်ရောက်စီးနှင်ပြီးလူငယ်၃ဦးကိုဗော်တာဆွဲဖမ်းဆီးသွားပါတယ်။မနေ့မနက်9နာရီအချိန်မှာဝင်ဖမ်းတာဖမ်းသွားတာကလူငယ်တွေကြီးပါပဲ။လက်ရှိမှာသူတို့ဘက်မှဖမ်းဆီးထားလဲဆိုတာတော့မသိရသေးဘူး။မနေ့ညနေပိုင်းအထိစစ်တပ်ကအရှိချောက်ကန်ကြီးရွာမှာပဲရှိနေတာပါဟုဖမ်းဆီးကန်လူငယ်တအူးအိမိတ်ဆွေကရှင်းပြပါတယ်။အလာတူမကွေးတိုင်းဆက်လင်းမြို့ပေါ်ရှိမြို့မဆေးအနီးတွင်စစ်တပ်နှင့်ဖြူစော်တီများကလူငယ်လေးဦးကိုပေါ်ထားဆွဲဖမ်းဆီးခဲ့ကြောင်းပြည်သူညီနောင်ဆက်လင်းသတင်းတာဝန်ခံကိုပြည်သူကသတင်းဌာနကိုပြောကြားပါသည် အော်တိုဘလ19ရက်နေ့စလင်းမြို့ပေါ်ရှိစလင်းမြို့မှစီပတ်ဝန်းကျင်တွင်စစ်တပ်နှင့်ပြူစောထင်းများလူငယ်လေးဥက္ကဋ္ဌပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဖမ်းဆီးခံရသူများမှဘေးရက်ဆိုင်ကင်ပေါင်းသူ2ဦးနှင့်စလင်းမြို့ပေါ်တွင်ဈေးဝယ်လာသည့်ကြီးရွာများမှလူငယ်2ဦးဖြစ်ကြောင်းသိရပါသည်ဖြစ်စဉ်ကစလင်းမြို့မှစီပတ်ဝန်းကျင်မှပေါ်တာဆွဲခံရတာပါဘေးရက်ဆိုင်ကင်ပေါင်းတဲ့သူ2ယောက်ပါတယ်အဖမ်းခံရသူတွေကအသက်30အရွယ်ကနေအသက်40အရွယ်တွင်လို့သိရတယ်နာမည်တွေကြီးရွာတွေတော့သိချာမသိရဘူးဟုပြည်သူညီနောင်စလင်းသတင်းတာဝန်ခံကိုပြည်သူကပြောဆိုပါတယ် အလားတူအော်တိုဘာလ16ရက်နေ့တွင်ဆလင်းမြို့နယ်ချက်တကိုင်းရွာတောင်ဖက်ချမ်းအမိုက်ကျင်းတွင်ပလုံကောက်နေသည့်တားဖသောဦးကိုစစ်တပ်ကဖမ်းဆီးပြီးခါခင်ဖြစ်သူကိုခေါ်ဆောင်သွားကြောင်းအော်တိုဘာလ16ရက်နေ့တွင်ပင်ဆလင်းမြို့နယ်တနက်ကုန်းရွာကိုအကြံဖက်စစ်တပ်ကဝင်ရောက်စီးနေပြီးလူငယ်လေးဦးကိုလည်းပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရှိရပါသည်။ကျမတို့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။